မိတ်ဆွေတို့ဘောမှာအိမ်တော်မှုဖျားတီစေးမီရေစုတ်ထိုးဆိုတာကြားဖို့ကြပါပါဒီလုပ်တွေဟာလုပ်တဲ့ခါကျရင်တေချာစဉ်းစားပြီးမှလုပ်ရပါတယ်အဲ့ဒီတည်းမှာအိမ်တော်ရေးလဲပါတယ်ဗျအိမ်တော်ရေးကံကိုရေပုံရအောင်ဖြင့်လေးလာလွှဲရအောင်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ဒီလက္ခဏာပုံတွေကိုကြည့်ပါတစ်ကနေ25ထိရှိပါတယ် ီလက္ခဏာပုံတွေအကြောင်းကိုပြောပြသွားတာကဆရာကြီးဦးကိုကိုစီကနေပြီးတော့ကျွန်တော်အနေနဲ့ refresh ယူထားတာဖြစ်ပါတယ်။ဆရာကြီးဦးကိုကိုကပြောပါတယ်။ပုံစံတစ်ဟာစံပြအိမ်တော်ရေလို့ဆိုနိုင်ပေမဲ့တခြားလက္ခဏာတွေမကောင်းနိုင်ရင်အိမ်တော်ဇက်များနိုင်တယ်တဲ့။ပုံစံနှစ်ကတော့အိမ်တော်ရေမှာအဆက်တကွဲဖြစ်ပြီးအိမ်တော်ကြတဲ့ချင်းမလွတ်လပ်သူတွေနဲ့အိမ်တော်ကြတဲ့တဲ့။ ပုံစံ၃ကတော့သဘောမတူတဲ့ဂျာမန်အိမ်တော်ပြူရတတယ်အိမ်တော်ပြူဖို့အနှောက်ယှက်ခံရတယ်ပုံစံ၄ကတော့လမ်းခွဲမဲ့အနေထားဖြစ်ပါတယ်ဒါပေမဲ့တခြားလက္ခဏာအမှတ်သားကိုကြည့်ပြီးမှဆုံးဖြတ်ရပါတယ်ပုံစံ၅ဟာစိတ်သဘောထားမတိုက်ဆိုင်မှုကြောင့်လမ်းခွဲရတတယ်ပုံစံ၆ဟာအတက်ကလေးတွေအပေါ်တက်နေရင်စီးပွားတက်ပြီးအောက်ကိုဆင်းနေရင်စီးပွားကြပါမယ်ပုံစံ၇မိမိအိမ်တော်ဘက်ဟာကျမ်းမာရေးကြာဆင်းပါမယ်ပုံစံ၈ လက်သကြွယ်သူမို့လက်တန်းနဲ့လက်သကြွယ်ကြာကော့တရင်ချမ်းသာတဲ့သူနဲ့အိမ်အောင်ပြူရတက်တယ်။ဘူးမဟုတ်အိမ်အောင်ပြူခြင်းကြောင့်ဘဝအဆင့်တန်မြင့်မားခြင်းဖြစ်တတ်ပါလိမ့်။အိမ်အောင်အိမ်လမ်းကြောင်းလက်တန်းပေါ်ကော့တရင် လူပြူကြီးပြူကြီးဖြစ်တတ်ပါလိမ့်။ပုံစံကိုကဖြည့်ရှင်းလို့မရအောင်ရှုပ်ထွေးတဲ့အိမ်အောင်ရေးကြောင့်ကွဲတက်တယ်လို့အိပယ်ထွက်ပါလိမ့်။ပုံစံ30ကတော့လူထိခိုက်စိတ်ထိခိုက်ပြီးကွဲတက်တယ်။ပုံစံ7ကတော့အိမ်အောင်ရေးမှာကန့်ဆိုးမှုမှကြတက်တယ်။ ပုံစံ7ကတော့အိမ်တော်ဘက်ယုတ္တိယတည်ဆုံရတက်ပါလေတဲ့ပုံစံ73ကတော့အိမ်တော်ဘက်ကျမ်းမာရေးချူချာကဆုံးမရတက်တယ်ဒါပေမဲ့အိမ်တော်ဘက်ရဲ့လက္ခဏာနဲ့အတည်ပြုရပါမယ်အိမ်တော်ပြုတဲ့အခါမှာမိမိရဲ့အိမ်တော်ရေကောင်းမကောင်းဆိုတာမိမိလက်တစ်ခုတည်းနဲ့လည်းဆုံးဖြတ်လို့မရဘူးဗျာမိမိနဲ့သက်ဆိုင်တဲ့အိမ်တော်ဘက်နဲ့လည်းဆုံးဖြတ်ရပါမယ်ဒါကိုမှတ်ထားပါပုံစံ14ကတော့အိမ်တော်ရေးမှာဘလို့မှပြန်ဖက်စင်မရအောင်စိုးစိုးဝါးနဲ့ဆုံးသက်ရတက်တယ်ပုံစံ15ကတော့အလောက်ကန်ကြောင်းတယောက်နဲ့တယောက်နဲ့ ကာလာကြာရှည်ခွဲခွာနေရတဲ့တယ်ပုံစံဆက်ချောတော့အင်တော်မဲ့ရုတ်တရက်အသေးဆုံးအပ်တတ်ပါတယ်ပုံစံဆက်ခွန်ဆိုရင်အင်တော်ရေးမှာဖြစ်ပေါ်မဲ့အခက်အခဲပေါင်းစုံကိုကြော်လွားခြင်းနမိတ်ဖြစ်ပါတယ်ကောင်းပါလေပုံစံ၁၈ကအင်တော်ဘက်ကြောင့်စီပွားတတ်မယ်ပုံစံ၁၉ဆိုရင်အင်တော်ဘက်ကြောင့်စီပွားရေးကြောင်ဆင်တတ်တယ်ပုံစံ၂၀ပုံစံဆိုရင်အင်တော်ရေးမှာအရှက်တကွဲနဲ့အဆုံးသတ်တတ်တယ်ပုံစံ27လက္ခဏာမျိုးဆိုမမျော်လင့်တဲ့အကြောင်းအကျောက်ဝဲကွာတက်ပါလေပုံစံ22ဆိုရင အင်ဂျင်နီယာဆရာဝန်ချမ်းသာတဲ့ကုန်သွယ်ပွဲစားတွေနဲ့အိမ်တော်ကြတတဲ့ပုံစံ23အိမ်တော်ရေးလမ်းပုံစံဆိုရင်အကြီးအကဲစိန်ရွှေရတနာ ပိုင်ရှင်တွေနဲ့အိမ်တော်ကြရတတဲ့ပုံစံ24အိမ်တော်ရေးလမ်းကြောင်းဆိုကြည့်ပါထိတ်တက်တဲ့မှာကျယ်ကြီးဖြစ်နေတယ်ကြော်ကြားထင်ရှားတဲ့အမှုပညာရှင်နဲ့အိမ်တော်ကြတတဲ့ပုံစံ25အိမ်တော်ရေးလမ်းကြောင်းဆိုရင်အိမ်တော်ရေးလမ်းကြောင်းနှစ်ကြောင်းမှာတစ်ကြောင်းကအောက်ကိုကြာနေတယ် ။ဘာလို့ပြောလဲဆိုတော့အငယ်နှောင်းကြောင့်အင်တော်ကြီးကွဲတက်တယ်လို့အဓိပ္ပာယ်ရပါတယ်။နောက်ထပ်လည်လာမိတဲ့လက္ခဏာပုံစံလည်းပြောခြင်းနဲ့ဗျ။လူအများစုကလက်စကြဲအောင်မှာဒေါင်းလိုက်မြင်းတချောင်းနဲ့ပါတယ်ဗျ။ဒါပေမဲ့တချို့လူတွေကထူးဆန်းဆန်းလက်စကြဲအောင်မှာဒေါင်းလိုက်မြင်းသုံးလေးချောင်းပါပါတယ်။ဒီပုံတွေကလည်းလက်စကြအောင်မှာဒေါင်းလိုက်မြင်းနေများများပါရင်ဒီလိုလူတွေဟာဘဝမှာအဆင်ပြေအောင်မြင်မှုရဖို့အတွက် ခဏခဏစူးစမ်းနေရတတ်ပါတယ်မကောင်းတဲ့လက္ခဏာပါတကြောင်နဲ့ဖြောင်ဖြောင်တန်းတန်းအဖြတ်အမှတ်กินပြီးပါရင်တော့ကောင်းပါလေဒီလိုမျိုးအများကြီးပါတဲ့သူတွေကသူတို့မှလှုပ်ချင်တာနေများတယ်ဗျလှုပ်ချင်တာနေများပြီးတော့ဘာဖြစ်လဲဆိုတော့နောက်ဆုံးလမ်းပျောက်သွားတတ်တယ်စိတ်တွေဝေတယ်နောက်ပြီးတော့ဟိုလှုပ်ချင်ဒီလှုပ်ချင်ဖြစ်တတ်တယ်အောင်မြင်မှုရဖို့အင်မတန်အားနဲ့တက်ပါလေအောင်မြင်မှုရဖို့အတွက်တစ်ခုတီးသောအရာကိုသာအားစိုက်ပြီးလို့ပါအဆင်ပြေပါလိမ့်မယ် ဒါကြောင့်အာသာမှုရွေးချယ်ပါဒီမှတ်သားဟာစိတ်တွေမများဘူးဆိုရင်တော့လက္ခဏာရှင်အတွက်အဆင်ပြေပါလိမ့်မယ်စိတ်တွေများရင်တော့လက္ခဏာရှင်အတွက်ကောင်းကျိုးထက်ဆိုးကျိုးကသာဘဝမှာပေးတတ်တယ်လို့ပြောချင်ပါလိမ့်နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါလိမ့်အခုပြောပြချင်တာကဥကောင်းလမ်းမှာအခွဲနှစ်ခုပါသူအကြောင်းပါတကယ်လို့မိတ်ဆွေဟာပုံနှင်းကအတိုင်းဥကောင်းလမ်းမှာအခွဲနှစ်ခုရှိနေတယ်ဆိုပါစို့ဘဝမှာအလုပ်တစ်ခုမကလောက်ရပါလိမ့်မယ်အလုပ်နဲ့ပတ်သက်ပြီး စိတ်တွေအတွေ့အကြုံများတတယ်။နောက်ပြီးတော့ဒီလိုလူတွေဟာပညာရေးမှာထူးချွန်တယ်လို့လည်းအဆိုပြုကြပါတယ်။ဒါပေမဲ့ဆုံးဖြတ်တဲ့အခါမှာအများအားနှစ်မျိုးဖြစ်နေတတ်တယ်။လုံရင်ကောင်းမလားမလုံရင်ကောင်းမလား။ဒါပေမဲ့ကိုယ်ပိုင်ဉာဏ်စဉ်းစားမှုတော့အားသာပါတယ်။ဘသူဘာဖြစ်လို့နောက်ဆုံးတော့ကိုယ်ဆုံးဖြတ်တဲ့အတိုင်းလုပ်ပါတယ်။ဘာဖြစ်ပြောပြာအတွေ့အများတက်ပါတယ်။စဉ်းစားမှုနိုင်ငယ် short ချနိုင်မှာဘဝမှာအဆင်ပြေပါလိမ့်မယ်။အဓိကအနေနဲ့လောက်တစ်ခုတည်းမကအားပြုလို့ရပါလိမ့်မယ်။ စိတ်အားထက်သန်တဲ့လောက်ကသာရွေးချယ်လှုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။ဒီပုံတွေကတိုင်းမိတ်ဆွေရဲ့ဥကောင်းလမ်းကြောင်းမှာအခွဲနှစ်ခုဖြစ်နေတယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့ကိုအားတန်တာကိုပဲအဓိကဥဆောင်ပြုလုပ်ပါလို့ပြောချင်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာ။ဒီတစ်ခါမှာတော့စားရေးတောက်ရေးအစဉ်ပြေမယ်။ဘဝမှာဘဝလည်လည်ကြောကြောဝဝနေနိုင်တဲ့စဘာစီပုံပါတဲ့လက်မအကြောင်းပြောချင်တယ်ဗျာ။ ါ့ကိုဇဘလုံးစီလက်မလို့လည်းခေါ်ပါတယ်။ဩဇာရာကောင်းသူတွေလို့ဆိုရပါမယ်။ဘဝမှာပင်မန်းကြီးရှောက်ဖွေစားရတာမျိုးမရှိပဲပေးကမ်းကျွေးမွေးသူတွေများလာတတ်ပါလေ။အိမ်တော်ကြီးမှာမင်းကလေးဖြစ်ရင်ပြောရမယ်ဆိုရင်တော့အိမ်တော်ဘက်ရဲ့ချစ်ခင်မျိုးနှုတ်သမုတ်ခံရမယ်။မိမိကိုကူးဆိုင်မဲ့အမျိုးသားနဲ့အိမ်တော်ကြတတ်တယ်။ဘယ်ညာလက်နှစ်ဖက်လုံးမှာပါရင်တော့အင်မတန်ကြိုးပေးကောင်းပါလေ။ဒါပေမဲ့ ဒီပါတဲ့ဇပစီပုံစံကပြက်နေတယ်ဆိုရင်တော့အကျိုးပေးကအသင့်တင်ပါလေ။ရမ်းမကောင်းပါဘူး။ရှာတလုံးကိုလည်းအဖက်မတင်ပဲကုန်းတက်ပါလေ။ဒီဇပစီကပြပြင်းထင်ဆောင်တာရှိရင်တော့ကံကြမ္မာရမ်းကောင်းပါလေ။ငွေကြေးမြောက်များအဆုလိုက်ဝင်တတ်တယ်။ဒါကြောင့်ဒီလိုမျိုးဇပစီပိုင်တော့မိတ်ဆွေအနေနဲ့ကံကောင်းတယ်လို့ပြောလို့ရပါလေ။အဓိကတစ်ချက်ကတော့ဇပစီကမပြက်နေဘူးပဲဖြစ်ပါလေ။နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျ။ ဒီတစ်ခေါက်ပြောချင်တာကတော့မိတ်ဆွေရဲ့အဓိကလက္ခဏာလမ်းကြောင်းကြီး၄ကြောင်းမှာတစ်ကြောင်းပါဝင် ဖြစ်တဲ့ကံလမ်းကြောင်းမှာမိတ်ဆွေရဲ့ကံလမ်းကြောင်းဟာဘယ်နေရာကပဲစတင်နေဖြစ်ပါသေးကံလမ်းကြောင်းဆုံးသက်ကလက်ချောင်းတွေမှာဘယ်လက်ချောင်းအဆုံးသက်လဲဆိုတာအင်မတန်မှအရေးကြီးပါတယ်တကယ်လို့လက်ညှိုးအောက်ကြာတာပလေးဂျုံကွန်ပေါ်ကိုဒီကံလမ်းကြောင်းကြီးကတက်သွားရင်ပင်ကိုဘွားကံအရာဩဇာလွှမ်းမိုးလိုတဲ့ပုံကိုဖြစ်ပါလေ ဒါအပြင်မိမိရည်မှန်းချက်နဲ့တခြားသူတွေကိုပါချုပ်ကင်လိုခြင်းပင်ကိုမသိစိတ်တဲကိုကယာဒူးဩဇာအာနာလူထင်ကြီးလေးစားမှုကိုရယူလိုစိတ်ရှိသူများဖြစ်ပါတယ်။နှလုံးလမ်းကြောင်းဖွဲ့စည်းပုံပေါ်မူတည်ပြီးဘဝအခြေအနေမျိုးမျိုးကွဲပြားသွားနိုင်ပေမဲ့ဘဝရည်မှန်းချက်နဲ့ပတ်သက်ရင်နေပယ်တစ်ခုတမမဟုတ်ဌာနအဖွဲ့စည်းတစ်ခုရဲ့ခေါင်းဆောင်နေရာကိုသာလူချင်းစိတ်ရှိသူတွေပါ။မိမိအနေနဲ့အရေးချင်းနေပေမဲ့လည်းခေါင်းဆောင်ဖြစ်ခြင်းတရားဒီလိုလူတွေများပါတယ်။ ပင်ကိုကံရလဲခေါင်းဆောင်နေရာဖြစ်ဖို့အခွင့်အလမ်းတွေထူပါတယ်။ကံလန်းကြောင်းဆမတနင်္လာဂျုံကောစတင်နိုင်လူမှုရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုရင်ဥဆောင်ရမယ်သူဖြစ်ပါလိမ့်။များသောအားဖြင့်တနမန်ရေးရလုပ်ငန်းတွေမှာယာဓုကြီးကြီးနေရာရတတ်ပါလိမ့်။အစိုးရအရာရှိဝန်ထမ်းကြီးများပြင်ပလုပ်ငန်းစုကြီးများဥဆောင်လုပ်ကံရန်သူတွေမှာလည်းဒီလိုကံလန်းမျိုးတွေ့ရတတ်ပါလိမ့်။ဒါတကယ်ကိုကံကြမ္မာကပေးတဲ့လမ်းကြောင်းပါ။ကံလန်းဖွဲ့စည်းပုံအများစုမှာတွေ့ရရှာတတ်တဲ့ကံလန်းမျိုးစားဖြစ်ပါလိမ့်။ အများစုကတော့လက်ခလဲစီထိုးတက်တာလက်သွေကြွယ်စီသွားတာတွေပဲများပါလေအခြေခံကြတဲ့ကြာပန်းလို့ဒီမှာနေမှာပါဝင်မှုအထူးခက်ပါလေပါဝင်ခဲ့ရင်တော့အောက်ခြေကနေတဆင်ပြီးတိုင်နဲ့တက်ဆိုင်ရံနေပြီမှာဥဆောင်လာတတ်ပါလေဒါအပြင်အားကောင်းတဲ့ဆော်လမွန်လက်စွပ်ပါမယ်နောက်ပြီးတော့ကျဲပုံးတန်းမှတ်သားတွေပါမယ်ဆိုရင်ပင်ကိုကန်လန်းချောင်းကိုအင်မတန်ကိုအထောက်အကူပြုပါလေထိပ်တန်းနေရာကိုရောက်ဖို့ကန်အခွင့်အလမ်းရရှိမယ်လို့ပြောလို့ရပါလေ မိမိစူးစမ်းမှုကလည်းအရာထင်လာတတ်ပါတယ်ဒီကံလမ်းမျိုးပါရင်ဘဝမှာတစ်ဆင့်နဲ့တစ်ဆင့်မြင့်တက်မှုမှာအတ္တနဲ့မာနတွေတော့မရှိအောင်အထူးဂရုစိုက်ကြမှာပဲဖြစ်ပါတယ်လေးလာမိတဲ့လက္ခဏာတွေအကြောင်းပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်